စကိုင်းမြို့ရဲ့ပြိုကျပျက်စီးသွားတဲ့တီလာရှင်ဆရာလေးကျောင်းနဲ့ဘဟုပလီကိုတွားရလူတန်းခဲ့တဲ့ပရဟိတကိုထုံးမင်းနဲ့မင်းသားတို့တောင်အောင်ပြည်သက်ကြီးမြန်မာနိုင်ငံဟာကဲမြမျိုးနဲ့ကြုံတွေ့ကြရပြီးတော့နိုင်ငံတော်ဝန်မိတီနေထိုင်ကြတဲ့ဘာသာမျိုးစုံလူတိုင်းအတူဒီဒုက္ခကြီးကိုခံစားကြတာဖြစ်ပါတယ်။အင်အား Restars Gate 7.7လောက်ခတ်သွားတဲ့ငလီဟာမန်လီမျိုးနဲ့စကိုင်းမျိုးကိုဘိုးပြူလန်းကျောင်းနဲ့လောက်ခတ်သွားတဲ့အတွင်းအပြည့်အစုံရှုံနဲ့ကွင်းလွန်သွားကြတာအများကြီးရှိပါပြီနော်။ ကိုကြီးကဲဆဲပေးကြတဲ့နိုင်ငံတကာအရက်ဖက်ဖွဲ့စည်းတွေနဲ့နိုင်ငံရဲ့ဗဟိုပြုလှုပ်ခတ်သွားတဲ့ဒေသတွေကိုလူတန်းပေးကြတာဖြစ်ပါတယ်။ပရိုက်တာသမားကိုထုံးမင်းနဲ့မင်းသားတုတအောင်တို့လည်းစကိုင်းရဲ့ထက်မြင့်ပြိုကျသွားတဲ့သီလရှင်ကြောင့်ကြီးနဲ့စကိုင်းဖို့ပလီကိုပါကိုရင်သွားရလူတန်းခဲ့တာပါ။ပရိုက်တာသမားကိုထုံးမင်းကတော့အရှင်ကလေးကစင်ရဲချိုးတဲ့အများပြည်သူတွေကိုကူညီပေးခဲ့တဲ့ကိုကျိုးစုံပရိုက်တာသမားကြီးဖြစ်ပါတယ်။ ကိုထိုမင်းကတော့သူ့ရဲ့တက်နိုင်သမျှငွေအားနဲ့အင်တိုင်းအားရိုက်စကိုင်းမျိုးကိုလူတန်းခဲ့တာဖြစ်ပါတယ်။သူ့ရဲ့တသက်နဲ့တကောမှဒီလောက်ကြီးမားတဲ့မြင်ကွင်းမျိုးကိုမမြင်ဘူးပေမယ့်စိတ်မကောင်းဘူးလို့ဆိုပါတယ်။ကိုယ်တော်မင်းကမန်လေးကိုလာလို့လာဆိုပေမဲ့စကိုင်းတီခြေဆန်းခဲ့ပြီးတော့စကိုင်းမျိုးရဲ့ကရင်တရားစေးုံကိုလာရောက်လူတန်းခဲ့တာဖြစ်ပါတယ်။စေးုံကိုလာရောက်လူတန်းရင်းနဲ့သူတို့ကိုတခြားသူတွေအတွက်ကူညီပေးကြပါတောင်းဆိုလာတော့ယခုလိုမျိုးဒီနေ့ထိတည့်ရနေပြီးတော့လှူပေးနေတာဖြစ်ပါတယ်။ဒီလိုမျိုးမြင်ကွင်းဟာသူတို့ကိုတုံ့လောက်စေတာပါ ီလိုမျိုးငါမိသားစုများကြုံတွေ့ရတယ်ဆိုရင်တော့စိတ်နဲ့ကိုချင်းစာမိတယ်လို့ဆိုပါရီကိုတော်မင်းအားပလီကိုလာလို့ရှင်အားလုံးကကိုရဲ့မိသားစုဝင်တွေပဲဆိုတော့ကိုချင်းစာပြီးတော့အရှမ်းဝင်းနေမိတာဖြစ်ပါရီတနိုင်ကလည်းမထင်ထားတဲ့ချင်းနေကြီးတစ်ခုကနေဒီလိုမျိုးပြောင်းလဲသွားတော့နှစ်ဖူးတွေတူတွေကြုံတွေ့ကြရတဲ့သူတွေသာပိုဆိုးလောက်မှာပါလို့ပြောပြခဲ့တာဖြစ်ပါရီကိုတော်မင်းအားပလီကိုလာလို့ရှင်နေလှူအားပေးတွေကိုတက်ဖို့ရီကိုထုတ်ယူနေတာကိုတွေ့ရပါရီပနီလောအပိတွေကထွက်ယူနေတာအယောက်၄၀တောင်မှရှိပါပြီလို့စိတ်မကောင်းစွာပြောပြခဲ့တာဖြစ်ပါသည် မင်းသားတူတအောင်ကလည်းစကိုင်းကအရန်ကိုခင်ရတဲ့ထင်မှာပါရင်မလီကသာမြို့ရင်းကိုတိုက်တွေ့နေရမှာအဆုလိုက်ပြုံးလိုက်ဖြစ်တာပါသူရဲ့မိသားစုဝင်တွေကတက်ကြီးရောတင်မဟုတ်ဘဲကလေးတွေကစားပါလာရင်ကလေးတွေဆိုရင်တော့မိခင်ရှိခွင်းထဲမှာရှိနေတဲ့ကလေးပေါက်စားလေးတွေကစားပါလာတာမိဘတွေကတော့တွင်းရလူကိုကြီးကေဆေပေးနေတာတွေလည်းတွေ့ရပါသည်မိဘမေသွားတဲ့ကလေးတွေအများကြီးလို့ပြောပြခဲ့တာဖြစ်ပါသည် မင်းသားဒုတာအောင်ကလည်းကိုရိုင်းလူဘိုးမရှိခဲ့ပေမယ့်ကိုထုံးမီတို့နဲ့ဆက်ဆက်မိပြီးတော့ဒီလူကိုကိုရိုင်းလာကောက်ပေးပြတာပါ။တီလာရှင်ကြောင့်မလည်းဆရာလေးနှစ်ပါးရဲ့တက်ဘော်ရီကိုထုတ်ယူနေတဲ့မြင်ကွင်းဟာစိတ်မကောင်းဖြစ်ခဲ့ရပြီးတော့အနဲ့နေတောင်မှနန်းနေပြီလို့ပြောပြခဲ့တာဖြစ်ပါရင်ဆရာလေးရောက်80ကိုတပားလျင်နှစ်တောင်းခွဲလူတန်းခဲ့ပြီးတော့ဆရာလေးတွေရဲ့မြေတားတက်ကိုရောက်ခဲ့တာဖြစ်ပါရင်လူတန်းခဲ့ကြတာကလည်းပါလာတဲ့ပတ်စံတွေဟာနင်းနေတော့ KB ကနေထည့်ပေးလာကြပြီးတော့အားလုံးကိုလူစေခြင်းနဲ့ အားလုံးကိုပို့ပြီးပါလိုအပ်ရင်ထပ်လူပါမယ်လို့ပြောခဲ့တာဖြစ်ပါတယ်။ဒီတော့ပြည်သက်ချင်းမြန်မာတပီလုံးလုတ်ခတ်သွားတဲ့စကိုင်းပြည့်ရွှေကျောင်းငယ်လေးဟာအားလုံးကိုဝမ်းမြူသွားခဲ့တာဖြစ်ပါတယ်။ကိုကြီးကေဆေပေးနေတဲ့ Pride of Gotomi နဲ့မင်းသားတုဒအောင်ပေါ်မှာလေးမှတ်ချက်လေးတွေကိုပေးခဲ့ပေးပါအောင်ရှင်။ပြည်သက်တယောက်ချစ်စီတိုင်းလေးတဘာဝဘေးရန်နေကြီးမှကင်းလွတ်ပါစေလို့ကျမတို့ရဲ့ channel လေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးလက်ဆောင်ပါလိုက်ပါစေရှင်။